ဒီနေ့အားလုံးအတွက်ပေါ့နော်900သားသမီးနဲ့အကျုံးဝင်မဲ့ collective reading လေးတစ်ခုဖတ်ပေးပါမယ်။အခုဖတ်ပေးချင်တာလေးကကြတော့တင့်စီကိုမကြခင်ဝင်လာမဲ့ဝင်ွေလန်းတစ်ခုကဘာဖြစ်မလဲဆိုတာလေးကိုကြည့်မယ်။တန်စုဒီရွှေတဲရော့ကတ်တွေနဲ့ထုတ်ပေးပြီးတော့ပေါ့နော်ကတ်တွေတဲကမြင်တဲ့အတိုင်းလေးကိုတည်တည်ချာချာဟောပေးသွားမယ်ပေါ့နော်။အဲ့တော့တင့်စီကိုဝင်လာမဲ့ဝင်ွေလန်းတစ်ခုကဘာဖြစ်မလဲနော်။အားလုံးလေးတူထားပေးနော်။2 3 4 Okay. ကတ်ကလေးလေးကမှဆိုလို့ရှိရင်ပထမဆုံးကတ်ကကြတော့ threes on 1ဆိုတဲ့ကတ်ကလေးပါ threes on 1ဆိုတဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုလို့ရှိရင်တော့ new picking နေအာ new business ပေါ့နော် new business တခုကိုစတင်ဖို့အချိန်ပေါ့နော်အတက်စီကို မကြခင်ရောက်ရှိလာတော့မှလေးကကြတော့ new business new opportunity နောက်ထပ်အလောက်ကိုင်းခွင့်လန်းတစ်တခုလို့ပြနေတာပဲဖြစ်ပါတယ်အဲ့ဒီအရာလေးကကြတော့အဲနိုင်ငံရထားနဲ့ဆက်ဆက်တဲ့အလုပ်တွေလည်းဖြစ်နိုင်လို့ကိုယ်သွယ်ရေးကုန်သွယ်ရေးလုပ်ငန်းမျိုးလေးတွေလည်းဖြစ်နိုင်ပါတယ် အချိန်အနေနဲ့ဆိုလို့ရှိရင်တော့ဒါ3လပေါ့နော်အချိန်ရတယ်3လနဲ့အထက်ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီထက်ပိုပြီးတော့ကြီးမားတဲ့အခွင့်အလမ်းဆို3နှစ်နဲ့အထက်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကြတော့သူကစောင့်ရအောင်မယ်ဆိုတဲ့အနေအထားလေးကိုတော့မြင်ရတယ်ဒါပေမဲ့ new business is coming ဆိုတာလေးကိုပြတယ်ပေါ့နော်အဲ new opportunity is coming new business is coming ဆိုတာလေးကိုပြတယ်သင်စီကိုတော့လာနေပြီဒါပေမဲ့သင်ကစောင့်ကြိုနေရမယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်ပါတယ်နောက်ဒုတိယကမှာဆိုလို့ရှိရင်တော့ အလောက်ကင်ခွင်လန်းနေတဲ့ပတ်သက်လာရင် work overload ဖြစ်နေတာလေးကိုပြပါရစေ work overload ဆိုတာကကြတော့အလုပ်တွေကိုအလွန်အကျွံဖိလုပ်နေရမယ်ပေါ့နော်တကယ်လို့ new business ကလေးတင်စတင်ပြမယ်ဆိုလို့ရှင်အဲ့ဒီအရာအတွက်အလုပ်တွေအလွန်အကျွံစူးစမ်းပြီးတော့လုပ်ဆောင်ရမယ်ဒါပေမဲ့တော့တင်ကအဲ့ဒီအလုပ်ကနေပြီးတော့စု စုမိဆောင်မိပေါ့နော်ကိုညော်မှန်းထားတဲ့ငွေကြေးရနိုင်တယ်ဆိုတဲ့အနေအထားပေါ့နော်ကိုလိုချင်တဲ့ရလက်တွေကိုလည်းရနိုင်မယ်ဆိုတဲ့အနေအထားလေးကိုမြင်ရတယ်အဲ့တော့ ပြောရမယ်ဆိုလို့ရှိရင်တော့နည်းနည်း mass pressure ပေါ့နော်ဝေကျင်းနဲ့ပတ်သက်ပြီးတော့ pressure လေးတွေနည်းနည်းရှိအောင်မယ်အ work overload ဖြစ်တာလေးတွေတော့နည်းနည်းလေးတော့သတိထားရမယ်ဒီလိုပါပဲလက်တွေ့အနေနဲ့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုတဲ့အခါကျလို့ရှိရင်လည်းဒီလိုပဲလေ business တစ်ခုကိုအသစ်စတယ်ဆိုလို့ရှိရင်အဲ့ဒီ business ကစစချင်းမှာ အလုံနေပြီးတော့လွယ်ကူတာရှိလို့လားဟုတ်တယ်မလားနော်အဲ့တော့ work over လို့ဖြစ်တာကတော့သဘာဝပါပဲဒါပေမဲ့ကိုကထိန်းနိုင်တယ်ပို့ပြီးတော့လဲစီစနစ်ကျသွားဆောင်ရွက်နိုင်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့ရလက်ကိုလည်းရရှိမယ်ဆိုတဲ့အနေအထားလေးကိုမြင်နေရတယ်နောက်နံပါတ်3ပေါ့နော်နံပါတ်3ကကြတော့ပြောရမယ်ဆို success coming လို့ပြောတာပါအောင်မြင်မှုရောက်လာမယ်တဲ့နော်အောင်မြင်မှုတွေရောက်လာပဲဆိုတော့ကတ်တွေကြတယ် once နေပြီပဲ3ကတ်တောင်ကြတယ်နော် once နေပြီပဲ3ကတ်တောင်ကြတယ်ဆိုတော့ ပြောမယ်ဆို success is coming money is coming เนาะနောက်တစ်ခါ opportunity is coming ဟိုကိုစီကိုလာနေပြီပြောရမယ်ဆိုအလုပ်တစ်တွေလာလာနေပြီကိုလုပ်ကိုလုပ်ချင်တဲ့အလုပ်တစ်တွေရှိနေလာလာနေပြီเนาะအဲနောက်တစ်ခါကိုစတင်ခြင်းတဲ့ idea တစ်တွေလာအဲ့ဒါတွေကလာနေပြီပြီးလို့ရှိရင်စတင် account ထဲပေါ်ဖြစ်တဲ့အခါကျတဲ့ဆိုလို့ရှိရင်လည်းအဲ့ဒီအရာတွေဒီကိုမှန်းထားတဲ့အတိုင်းရလက်တရားထွက်လာမယ်အဲနည်းနည်းတော့အလုပ်ရှုပ်မယ် over overwork ဖြစ်မယ်ဒါလေးတွေကတော့ဖြစ်မယ်ဒါပေမဲ့ နောက်ဆုံးမှာဘာဖြစ်မလဲဆာဆက် is coming ကိုကိုရကျင်တဲ့ရလက်ကိုလိုချင်တဲ့အောင်မြင်မှုကတော့ရရှိမယ်เนาะအွန်လိုင်းနှွင့်ထူနိုင်မယ်ဆိုတဲ့အနေအထားလေးကိုမြင်ရတယ်။နောက်ဆုံးမှာဆိုလို့ရှိရင်တော့ကိုက king energy ဖြစ်သွားမယ် king king of coin 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 ကတော့ coin ကဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလုံးဝ money cap ပဲ။လုံးဝသင်ဒီ opportunity တွေကိုဒါတည်တည်ချာချာတစင်ချင်း account ထဲပေါ်သွားမယ်ဆိုလို့ရှိရင်တော့လုံးဝဒီမှာငွေပရင်ကတ်ကိုကြပါရရှင်။အဲ့တော့ကြတော့နောက်ဆုံးမှာသင်ရဲ့ပိုင်ဆိုင်မှုတွေလည်းရရှိမယ်။ အဲ့တော့ဟိုပန်းစုလို့ဟိုတထဲဝါရတခြင်းလို့ပဲအိမ်လိုချင်းအိမ်ဖြစ်မဲ့ရွှေလိုချင်းရွှေဖြစ်မဲ့ငွေလိုချင်းငွေဖြစ်မဲ့ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဒီကိုယ့်ရဲ့စိတ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကအဓိကကြားတယ်ဒီမှာကိုယ့်စိတ်တိုင်းကြအကုန်လုံးဖြစ်လာမယ်ဆိုရယ်နေသားမျိုးကိုမြင်နေရတယ်နော်အဲ့ quick kings of squire ဆိုတဲ့ energy ကိုမြင်နေရတာဖြစ်ပါတယ်အဲ့တော့ကလေးကစလုံးကိုခြုံငုံပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ဝင်ငွေလန်းတစ်ခုက ဘလို့ပုံစံနဲ့လာမှာလဲဆိုလို့ရှိရင်တင်အားလုပ်ငန်းတစ်တခု opportunity တစ်ခုအနေနဲ့ရောက်ရှိလာမယ်တင်စောင့်တော့စောင့်နေရသေးတယ်အချိန်ကာလတစ်ခုတော့စောင့်နေရအောင်ပဲလာနေပြီဆိုတော့နမိတ်ကိုပြတယ်တကယ်လို့ဒီရက်ပိုင်းအတွင်းထဲမှာ angel number လေးတွေမြင်တဲ့လူတွေရှိလားဥမာတစ်လေးလုံးပေါ့1111တို့2223555444စသဖြင့်ပေါ့เนาะဘယ် number ပဲမြင်မြင် ကနန်းအပူလေးတွေတောက်လျှောက်မြင်နေပြီဆိုလို့ရှိရင်အဲ့ဒါတင့်ကို universe ကပေးတယ် message တကူတင်လိုချင်နေတဲ့ opportunity တင်လိုချင်နေတဲ့အောင်မြင်မှုတင်လိုချင်နေတဲ့လောက်ကိုင်းခွင့်လန်းတင်ရရှိချင်တဲ့ရလတ်တကူကူဒီတဲ့လမ်းမှာရောက်နေပြီလမ်းတော်မှာရောက်နေပြီတင့်စီကိုစိုက်စိုက်မြိုက်မြိုက်လာနေပြီဆိုတဲ့ကနမိတ်မျိုးဖြစ်ပါတယ် အဲ့ဒါကိုသာတင်ရမိမိရရကိုစီကိုရောက်လာတဲ့အခါမှာတည်တည်ချာချာလှုပ်တော့မယ်ဆိုတဲ့အခါကျရင်တော့တင်နေနဲ့တော့ပင်မမ်းမယ်အဲ့ဒီအလုံးလှုပ်ဝါဖို့အတွက်ပင်မမ်းမယ်ပေါ့နော်ဒါကလည်းပြဿနာမရှိပါဘူးကိုစီကိုအခွင့်အလမ်းကြီးတစ်ခုလုံးတော့မှလှုပ်ဆောင်စရာအလုပ်ကြီးတစ်ခုလုံးတော့မှရောက်လာပြီပဲဟုတ်တယ်မလားလှုပ်ရမှာပေါ့တကယ်လို့အခုချိန်မှာကိုကဘာမှမလုံးနိုင်သေးဘူး comfort zone ထဲမှာရောက်နေတယ်ဆိုလို့ရှိရင်တင်အဲ့ဒီ comfort zone ကနေထွက်ပြီးတော့တင်လိုချင်တဲ့ lifestyle တော့ဖြစ်တင်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီမှာ work overload ပေါ့နော် အလောက်အလုံးကြုံလုံးနေရတယ်လို့နမိတ်ပြပေးမယ်လို့ပန်းစုပ်အနေနဲ့ခံစားမိတာပါလဲဆိုလို့ရှိရင်အကိုလိုချင်တဲ့ lifestyle လေးတစ်ခုတောင်မှပဲဖြစ်သွားအောင်ပဲပေါ့နော်နောက်တစ်ခုကကြားလို့ရှိရင် तू ကဒီ ဘလို့ပြောမလဲဟို money is coming ပေါ့နော် money တွေကရရှိနေပြီရောက်လာပြီအဲ့လိုမျိုးရရှိတဲ့အနေအထားကိုတွေ့ရတယ်နောက်ဆုံးမှတင့်ရဲ့ဘွားတကယ် promotion ရတယ်လို့เนาะလုံးဝကိုပဲ coin တွေငွေငွေကြေးတွေเนาะငွေကြေးချမ်းသာတွေစီးစိမ်ဥစ္စာတွေကုန်မှန်းထားတဲ့ရွေချက်ပန်းနိုင်တွေပြည့်စုံပြည့်ဝရရှိသွားမယ်ဆိုတော့ဆန္ဒပြည့်မယ်ဆိုတော့ကန္နမိတ်အမလီမင်္ဂလာရှိလိုက်တာเนาะကောင်းသောကတ်တွေထွက်လာတဲ့အတွက်ပြောရတာလည်းကောင်းတယ်အဲ့တော့ကြတော့ ဒီ energy လေးဒီကိုယ့်စီကိုလက်ရှိမှာရောက်မလာသေးဘူးဆိုလို့ရှိရင်တော့မှပဲအဲ့ဒီ energy ကိုကိုးယူပြီးတော့ရရှိစေဒါပါစေဒီလိုမျိုးစိတ်ထဲမှာ manifest လိုက်ပါเนาะအဲ့တော့ကြတော့ကတ်တေစီကနေပြီးတော့ကောင်းသောနမိတ်တွေဒီကိုယ့်စီကိုပေးတင်နေတဲ့ message တွေဒါဖြစ်ပါတယ်အဲ့တော့တင့်စီကိုမကြခင်ရရှိလာမဲ့ဝင်ငွေပုံစံဝင်ငွေလမ်းဒီဘာဖြစ်မလဲဆိုလို့ရှိရင်တော့အခုဒီမှာ အခုဒီလေးကမှထွက်လာတဲ့အနေအထားအတိုင်းသင်တဆင်ချင်းကိုဒီလိုပြောင်းလဲသွားမယ့်အနေအထားလေးကိုမြင်ရပါတယ်နော်အဲ့တော့ဒီ collective reading လေးနဲ့ energy ကညီမှုရှိတယ်ဆိုတဲ့သူတွေကလည်း comment လေးမှာရေးခဲ့ပါဦးနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ tarot reading တွေနဲ့ spiritual knowledge ပညာရပ်တွေကိုထပ်မံပြီးတော့မျှဝေပေးသွားပါမယ်ကျေးဇူးပါပန်းစုပါ